ကျွန်တော်ရဲ့မိတ်ဆွေမြောင်အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရဲ့ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းကြေးတဲ့ရင်ဘူဖြစ်ရဲ့မန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါ ကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ကျင်းရွာတရွာလုံးတဲ့သူထူဆန်းထိတ်လန့်စရာဖြစ်ရဲ့ဆိုနဲ့ကြုံတွေ့ခဲ့ရတော့မတော်ဝိုင်းကနှဲစရာကိုဖိုးတာလို့အမိရတဲ့စေဝင်စားပွဲ ထူကြဆန်းခြင်းဗေဒရင်ဘူဖြစ်ရဲ့မဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါဦးခင်ဗျာစာရေးသူရဲ့မှတ်ချက်ပပဥဖိုးတော်ခေါ်နေစရာကြီးဥဖိုးတော်ရဲ့ငယ်စဉ်နှစ်သမဘဝမှာတကယ်ဖြစ်ရဲ့ဆန်းကြုံတွေ့ရပုံကိုပြောပြတဲ့ဖြင့်ကြည့်ရှုသုံးသပ်နိုင်ရန်အတွက်တင်ပြပေးလိုက်ခြင်းဖြစ်ပါလိမ့်စာရေးသူ ကျွန်တော်ရဲ့ဇာတိဖြစ်တော့လေဖြူးမျိုးကကျွန်တော်ရဲ့အမြင်မှာစိတ်နေတကယ်တူရှိပါတယ်အဲဒီကကိစ္စတစ်ခုနဲ့ဖြူးမျိုးကိုရောက်ရှိခဲ့ခြင်းလည်းဖြစ်တယ်ကိစ္စမှာကျွန်တော်ဘာကြီးတော်သူရဲ့အတုပါကိစ္စဖြစ်ပါတယ်စာရေးသူကျွန်တော်ဖြူးမျိုးကိုရောက်ရောက်ချင်းဘဘဥပ္ပဒါနဲ့ဘူတာမှာဆုံးဖြတ်ကြတယ်ဘဘဥပ္ပဒါမှာဖေဖေရဲ့မိတ်ဆွေကြီးဖြစ်တယ်ဟေးမောင်စောဟာဘဘသားဖြူးမျိုးက ကျွန်တော်နဲ့အတန်ငယ်စိမ့်နေခဲ့တော့လေဘာဘာဥဖိုးတာမှာတော့ကျွန်တော်နဲ့မစိမ့်ပါအဘဲကြောင့်ဆိုတော့ဘာဘာဥဖိုးတာကရန်ကုန်ကိုမကြခဏရောက်လာတဲ့ပြီး ရောက်တိုင်းလေကျွန်တော်အိမ်မှာတဲခိုတဲ့တော့ကြောင့်ဖြစ်ပါတယ်ဟာဖြူကိုဘာကိစ္စနဲ့လာတာတော့မောင်စောရဘာဘာဥဖိုးတာကအမေးရှိတာကြောင့်ကျွန်တော်ကလာရင်ကိစ္စကိုပြောပြလိုက်ရတယ်အတူပါကိစ္စဆိုလို့တတိယမိတယ်ကွာအေးလေ မင်းလည်းဖြူမှရှိနေဦးမှာပဲငါငငယ်တုန်းကတစီ၆ခံခဲ့ရတဲ့အကြောင်းလေးမင်းကိုပြော့ပြမလို့ကွဆိုင်းတို့ကျွန်တော်စိတ်ဝင်စားသွားပါတယ်ဖြူမျိုးပါကျွန်တော်၃ရက်ခန့်နေထိုင်ခဲ့တယ်ဟာတူပါကိစ္စပြီးမှကျွန်တော်ဘဘဥဖိုးသားနဲ့တွားရောက်တွေ့ဆုံခဲ့တယ်အဲ့ဒီမှာဘဘဥဖိုးသားကအောက်ပါဇလန်တပုတ်ကိုပြော့ပြခဲ့ပါတယ်ဘဘဥဖိုးသားပြော့ပြတဲ့ကိုတွေ့စံကျဲဇလန်တပုတ်မှာယုံနိုင်စရာအကြောင်းမရှိဘူးလို့ ပထမတော့ကျွန်တော်ထင်နေတို့ရတွင်နန်လောကကစင်စစ်အမှန်တကယ်ရှိနေတာကိုတော့စာပေကျမ်းဂန်ရတည်လာတဲ့အခါမှာတော့ဘဘဥပုသရဲ့ကိုတွေ့ဖြစ်ရကို ကျွန်တော်အယုံကြည်ရှိခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ဟောဘဘဥပုသရဲ့ကိုတွေ့ဇလန်းဖြစ်စဉ်ကို သူ့ရဲ့အော်ဘော်တိုင်းဇလန်းဆင်ပြီးတော့ရှင်းတာတင်ပြပေးလိုက်ရပါတယ်။ညနာရီပြန်တစ်ချက်ရှိပြီဖြစ်ပါတယ်။ပြတင်းပေါက်တွေဖွင့်တဲ့ပြင် တစ်ချက်တစ်ချက်ကျွန်တော်ရဲ့အကြီးကပြတင်းပေါက်မှတစ်စင်အပြင်ကိုထိုးပေါက်ပြီးရောက်သွားတဲ့တည်းအဲဒီခါမှာဝူဒဝါလာရောက်အောင်မထိုးထိုးထောင်းထောင်းအရင်မဲကြီးမြောက်ကိုတွေ့ရပါတယ်အဲ့ဒီအရင်မဲကြီးမြောက်ဟာတစ်ပင်တန်းမြောက်နဲ့ဝယုံအုံများဖြစ်ကြတယ်ပါကြောင့်မမတည်ကျွန်တော်ရဲ့စိတ်မြောင်းလှုပ်ရှားနေတယ်အိပ်ပြောင်းကြိုးစားကြည့်တော့လေမရပါမဲအချင်းမှာမျက်လုံးအစုံကလည်းကြောင်နေတယ်တရှိတ်ရှိတ်နဲ့လေတိုးတန်းမြောက်နဲ့တည်ရွယ်ခတ်တန်းမြောက်က ကျွန်တော်ရဲ့နားကိုပဲ့တင်ထပ်စီပါရယ်ဘိုးကောင်မွားကောင်တို့ရဲ့အော်မီတန်တို့ကအစမပြတ်မှုနားဥမတက်ကြာနေရတယ်လာရောင်ဝိုးတော်အောင်ရာတီဦးတို့မှာပြန်နန်းနန်းမှိုင်းမုံမုံမြူပြောင်မြောင်ဖုံးလွှမ်းနေတဲ့ကဲတို့ဖြစ်နေပါရယ်လာရောင်ကမပြီးဝိုးတော်နိုင်လွင်လာတယ်ကျွန်တော်ရဲ့စိတ်တွေချောက်ချားနေတယ်မှာသိကြတယ်ညကတညလုံးပင်ပန်းခဲ့ကြတဲ့ဖြင့်ကျွန်တော်ရဲ့ဝိုင်းတော်သားများဟာမုံမုံပန်းပန်းနဲ့နှိမ့်နှိမ့်ချိုက်ချိုက် အိမ်မောကြနေကြလေပြီကျွန်တော်တို့လုပ်ငန်းကအထိန်သိမ်းကောင်းမှမှဥဆောင်မှုကောင်းမှမှတော်ကားကြတယ်တစ်ဖွဲ့လုံးနာမည်ရတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်တယောက်တည်းခြွင်ပြီးကောင်းနေလို့မရစင်စစ်ကျွန်တော်တို့ရဲ့လုပ်ငန်းကကိတအနုပညာတစ်ခုမှစိုင်းဝိုင်းကျွန်တော်ကအဖွဲကောင်းဆောင်နေဆရာကိုဖိုးတာရေခင်များတို့ဝိုင်းကိုတော့ကျိုးတို့ချင်းရွာကကြိုက်သွားကြပြီပြို့ဒီဘွဲမှာတော့ကိုဖိုးတာတို့စိုင်းဝိုင်းက ပန်းပန်သွားသည်ဗျာဟဲ့ဟဲ့တော်ကြပါပြီတဲ့ဆိုင်းစီယာကိုဖို့တာရဲ့ဤကဲ့သို့ရောလူကြီးကိုပါဆောင်ကချီချူစကားပြောတဲ့အခါမှာတော့ကျွန်တော်အယမ်းကျင်နေတော့ပါတယ်ဝမ်းသာသွားတယ်ဘာပဲပြောပြောကိုချက်စုရဲ့အတုပါစီစီကောက်ကောက်လေးဖြစ်သွားခြင်းမောင်းကျွန်တော်တို့အဖွဲ့ရဲ့လှုပ်ဆောင်မှုကောင်းတာကြောင့်လို့ရွာသားများကလည်းပြောနေကြပါတယ်ဒါကြောင့်ကျွန်တော်တို့ဝိုင်းကလည်းကျင်းရွာရဲ့ရွာကန်လူကြီးများနဲ့ရွာသူရွာသားများကို အထုတလေကျေးဇူးတင်မိတယ်။ဒါကြောင့်အာသုဘချမဲ့ရက်မှာကျွန်တော်တို့အစွမ်းကုန်ကြိုးစားရပြီးတော့မယ်။အခုဆုံးသွားတဲ့ကိုချက်စုဆိုတဲ့လူကလည်းဆရာကိုဖိုးတော်လို့ပါပဲဗျာ။ကျို့တော်ကျင်းရွာမှာဆိုအင်မတန်နှိမ့်မှုဝန္ဒနာပါတဲ့သူပြု။နေရောညာရောမှုံနေတာနဲ့ရွာလူကြီးကိုဘဆောင်ကသူ့ရဲ့နှဲ့ကိုယူပြီးဖုံချောင်းကိုအဲ့တဲ့အထိပါပဲဗျာ။ဒါပေမဲ့ဆရာကိုဖိုးတော်လို့တော့ ကြည်စားနှိပညာရှင်မဟုတ်ဘူးဗျ။ဝါသနာရှင်တတ်တတ်ပါဗျာ။ယောဂန်လူတွေကပြောပြမှာသိဆုံးသူကိုချက်စုမှာနှဲဝါသနာဦးမှတရားပါတယ်။ဒါကြောင့်ဝါသနာတူချင်းဖြစ်နေလို့ပြင်ထားတဲ့ကိုချက်စုရဲ့လောင်းစီကို မျက်စိကြီးကရောက်သွားတယ်။ပိတ်ဖြူစလွှမ်းထားတော့လေအရက်ရှည်မှန်းသိလိုက်တာနဲ့လူများရှိနေကြကပဲကြက်သီးထသွားမိတယ်။ကျွန်တော်ကိုရွာလူကြီးကိုပါဆောင်ကတို့ရွာနဲ့ပတ်သက်ပြီးပြောပြသွားတယ်။ ကျင်းရွာရဲ့ထုံးစံတစ်ခုဟောင်းအာတုဘဆိုင်ဝိုင်းငှားလေရှိခြင်းပဲဖြစ်ပါတယ်။အာတုဘချမဲဆိုရင်ဆိုင်ဝိုင်းနဲ့ခြားကြတယ်။အလောင်းကိုရောင်းမရှိတဲ့ကာလသားများကထမ်းပိုးကြပြီးဆိုင်ဝိုင်းမြန်မြန်ဆိုင်ဆိုင်တီးပြီးတော့အလောင်းကစားလေရှိတယ်။အဲလိုအလောင်းကစားရမှလည်းရွာကန်လူကြီးများကဥဆောင်ကြရတယ်။အာတုဘအိမ်မှာလည်းခုနှစ်ရခုနှစ်လေးကဝိုင်းဖဲဝိုင်းနဲ့ကြောက်ကြဝိုင်းရှိတယ်။တရွာမတရွာလာရောက်ကစားပါက ရွာကန်လူကြီးများကတာဝန်ယူရတယ်။တရွာကလာပြီးကစားလို့နိုင်ပါကလေးအာဒီပါရှင်ကိုအကောက်ကြီးပြင်နိုင်ငွေလေးပုံတစ်ပုံပေးရတယ်။ဒါကရွာရဲ့ဒလိထုံးစံတရပဲဖြစ်ပါတယ်။အခုကြည့်ပါ။ဘာမှမကြလိုက်တဲ့အချိန်မှာကျောင်းချက်ဝိုင်းကရန်ဖြစ်ပြီးကိုဘဆောင်ကတွားရောက်ထင်းထင်းပြီးတော့လူစုခွဲလေရတယ်။ကစားဝိုင်းမန္တမြပြေးလိုက်ပြီးရွာသားမြောင်အရှိုးရှိုးပြန်သွားကြပါလိမ့်။အဲ့ဒီညမှာကျွန်တော်တို့ဖွဲ့က ညင်းတဲ့တဲ့ထိလက်စွမ်းပြပြီးတိမုတ်ခဲ့ကြရသဖြင့်အားလုံးလိုလိုပဲမုံမောပမတ်နဲ့အိမ်မောကြနေခြင်းဖြစ်ပါလိမ့်။သို့တော့ကျွန်တော်တယောက်သာမအိမ်နိုင်မျက်စိသေးကြောင်းပြီးတော့ဟာဒီဘကိုချက်စုရဲ့အလောင်းပြင်ထားရနေရကိုစိတ်အာရုံကရောက်နေပါလိမ့်။အလောင်းကောင်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာလွှမ်းထားတဲ့ပိတ်ဖြူစောင်းမှာရေခင်းနဲ့လှုပ်ရှားသွားသလိုမြင်လဲရသဖြင့်ကျွန်တော်ရဲ့တကလုံးတဖြင်းဖြင်းနဲ့ကြက်တိမှွင့်ညင်နေထားသွားတယ်။ ကျွန်တော်ရဲ့စိတ်ထင်ဖြစ်မဲ့ထင်တာကြောင့်စိတ်ကိုထိန်းချုပ်ပြီးအလောင်းကုန်ကြီးကိုတရေကြီးစွာထားလို့အကဲခတ်ကြည့်နေမိတယ်။ကြောက်စိတ်ကိုလည်းမနဲ့ထိန်းထားရတယ်။ဒါလောက်ထိန်းထားတဲ့ကြားမှာပဲဟာအောင်မင်းလေးနဲ့နှုတ်ကရေးရွေးလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့မြင်ကွင်းမှာဘေးဖြူစားကအောက်ကိုတဖြည်းဖြည်းရှော့ကြလာနေတယ်လို့အလောင်းကုန်ကြီးရဲ့မျက်နှာပြင်ကလည်းဘေးဖြူစားရဲ့အောင်ပေါက်တဖြည်းဖြည်းပေါ်လာနေပါတယ်။ တောင်တင်းကြက်ခဲနေတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးကစက်ကနေထောင်မှသွားတယ်။ကြီးစွာသောထိတ်လန့်ခြောက်ချမှုကြောင့်ငေါက်ခနဲထားထိုင်လေခြင်းဖြစ်တယ်။အလောင်းကောင်ကြီးရဲ့ခြေရင်းမှာဘေးဖြူစားကပုံလျက်သားရောက်ရှိနေတာကြောင့်ဖြစ်တယ်။အလောင်းကောင်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာလွှတ်ထားတဲ့ဘေးဖြူစားကမရှိတော့။ Hey hey ကျွန်တော်ရဲ့တန်နေတီးသသာတုံရင်နေမှာကျွန်တော်ရဲ့နားကကောင်းစွာကြားနေရတယ်။ကျွန်တော်ရဲ့လူတွေကို နှိုးတော်လည်းမနှိုးကြအေးကြီးအိတ်လိုက်ကြတာမှတကယ့်ကိုအသေးကောင်များတိုင်းပဲဖြစ်ပါလိမ့်အိတ်ဆက်နေကြတော့ဘေးနာကလူတွေကိုလက်နဲ့စိတ်ကြည့်ခြေထောက်နဲ့ကန်ကြည့်တော့လေတုတ်တုတ်မှမလှုပ်ကြတကြည်ချင်းနဲ့သွားကြည့်တဲ့သူကရှိလိုက်ပါသေးတယ်ဒုက္ခပါပဲဟာဟာလှုပ်ကြပါဦးလာကြပါဗျို့ကျွန်တော်ရဲ့အတန်းလေးကအွန်ရင်းနဲ့တင်ဝင်သွားတယ်အလောင်းကောင်းကြီးဟာကြည်နေရင်းနဲ့ လှုပ်ရှားလာတဲ့ကဲ့သို့ရှိပါတယ်။အလောင်းကောင်ကြီးကကြွတ်တက်လာသဖြင့်ကျမ်းပြင်းများတော့တကြွကြွမြည်နေတယ်။မြတ်စွာဘုရားကဲတော်မူပါ။အမလေးဗျာဟဲ့ဟဲ့ထထထကြပါဦးကွာ။ကျွန်တော်ရဲ့အတန်းလေးမပီသားခြင်းပလုံပထွေဖြစ်နေပါတယ်။ရင်ဘက်ကလည်းတုံရင်လိုက်မောနေတယ်။အသက်ရှူတော်မှားကျင်လာတယ်။အလောင်းကောင်ကြီးကတောင်းတရောင်ရောင်ကြီးထလာနေသလိုညှီဆိုးဆိုးအနံ့ကြီးကလည်းတခန့်လုံးနံစော်နေပါပြီ။ သွေးဆုပ်ပြီးဖြူဖက်ဖြူရော်ဖြစ်နေသောအလောင်းကောင်းကြီးရဲ့မျက်နှာကြီးကလွင်စွာကြောက်စင်ရကောင်းနေတဲ့ကဲ့သို့ရှိတယ်။ဟောက်ပန်နေသောမျက်လုံးဆုံးကတဖြည်းဖြည်းပွင့်လာနေကြပြီးမျက်လုံးပြူးခြင်းနဲ့ပေကလက်ပေကလက်မျက်တောင်းခက်ခါကျွန်တော်ကိုစိုက်ကြည့်နေပါတယ်။ကျွန်တော်မှာတော့ထပြေးအခက်ထိုင်နေရခက်ဖြစ်နေစမှာအလောင်းကောင်းကြီးရဲ့ပါဇက်မှာရုပ်ရည်ပွင့်ဟာလာပြီးကျွန်တော်ကိုလက်ညှိုးထုတ်လိုက်နေမှုကောင်းနေနေစီယာကဖိုးတာဆိုတာခမည်းကို ကဲလှုပ်ဆန်းပြတဘောလောက်လှုပ်ဆန်းကျုပ်တကြောလောက်ကဆန်းပြရသည်ဒေတာညောင်းလိုတောင်းတော်တောင်းနေပြီဗျအလောင်းကောင်ကြီးကိုချက်စုရဲ့အမေပေးတန်စကားတံပေါင်းပြီးပြီးတတ်တော်ရှိတော်လေလေးတန်းကခေါ်အောခက်လုံလုံရှိတယ်ကျွန်တော်မှာတော့ဘာလို့လို့လုံးဝမတော်မသိတော့ဟိမ်မောကြနေသောဘေးကလူတရကိုမတိမသားချက်ချောင်းနဲ့စောင့်ကန်နှိုးတယ်မနှိုးပါကျေမောင်ဒီအောင်ဘူးက ဤကနေတစ်ချက်ညညပြီးတစ်ဖက်ကိုစောင့်လဲအိမ်နေပြန်နေအလောင်းကောင်းကြီးကလည်းကျွန်တော်ကိုလမ်းဟန်းနဲ့နှဲမို့ဖို့သာပျော်နေပါတယ်ကြောက်ကြောက်လန့်လန့်နဲ့ကျွန်တော်ကသူ့မိန်ပေးတဲ့အတိုင်းအနောက်မှာချထားတဲ့နှဲကိုကောက်ကန်လဲရတယ်ကဲမဟုတ်တော့အလောင်းကောင်းကြီးကမိန်ကိုဆက်ပြပြီးအမိန်ပေးလိုက်တယ်ကျွန်တော်နှဲကိုစတင်ပုတ်လိုက်တဲ့ခါမှောင်းကြောက်ရွံ့ထိတ်လန့်တဲ့စိတ်ကြောင့်နှဲကပီကင်နဲ့မမီပဲရွှတ်ခနဲ့သာအတန်ထွက်လာတယ် အဲဒီခါအလောင်းကောင်းကြီးမောင်နှကောင်းတစ်ချက်ရှုပ်ပြီးတော့မကြေမနက်တဲ့ဟန်နဲ့မျိုးလုံးကြီးကိုပြူကြည့်ပြီးခေါင်းကိုခံရမ်းပြလိုက်ပြီးတော့နေကိုပြီးအောင်မုတ်ဆန်းกว่าနေစရာကိုဖိုးတာဆိုပြီးတကယ်လေဟေးဖိုးတာဒီနေရာမှာမင်းနဲ့ငါအပြိုင်ကျရမယ်ပွဲกว่าမင်းနိုင်ရင်မင်းတဘောဟေးငါနိုင်ရင်ငါတဘောဟောပြီလားမုတ်ဆန်းအလောင်းကောင်းကြီးကကျွန်တော်ကိုစိန်ခေါ်လိုက်ပါပြီကျွန်တော်ကကြောက်စိတ်ကိုထိမ့်ပြီး နှဲကိုမှုတ်လိုက်တယ်နှဲတံကပြပြသားသားထွက်လာတယ်အလောင်းကောင်ကြီးကအလွန်ကိုကျင်းနဲ့သွားတဲ့ဟန်နဲ့ခေါင်းကိုတဆက်ဆက်ညှိပြီးတော့ဟေးဟော်ဘီငါကမယ်အဲ့ဒါဆိုကောင်ဝုံးကနေထိုင်အောင်မထပ်ပြီးကွေးနေအောင်ကာပါတော့တယ်ကျွန်တော်မှတော့မျက်နှာတစ်ပြင်လုံးချွေးစီချွေးပေါင်းများကြပြီးအကြီးကျယ်ဒုက္ခရောက်လျက်ရှိတယ်အလောင်းကောင်ကြီးကအကောင့်မရမချင်းနှဲကိုတပီပီနဲ့တော့စက်တိုက်ကြီးမှုန့်နေရပါတယ်အတန်းကြာတော့မှ ေးမစိုးဘူးကွာတားကြောင်လဲနှဲစီရကိုဖိုးတာလို့တွင်းတာကိုဟေးရက်တော့ကွာအဲ့လိုလက်ကားပြရင်နဲ့အမိပေးသဖြင့်ကျွန်တော်မှနှဲမုတ်ချင်းကိုရက်တန်လဲရတယ်ငါစီပေးစမ်းမင်းနဲ့ငါလဲဒီကြင်ရွာမှာမင်းလိုနာမည်တစ်လုံးနဲ့နေတဲ့နှဲသမားချက်ဆိုပဲငါကနှဲမုတ်မယ်မင်းကခုနကငါကသလိုကားစမ်းအဲ့လိုဆိုကောင်အလောင်းကောင်းကြီးကနေကိုလှမ်းပြီးတော့တောင်းနေသဖြင့် ကျွန်တော်မှကြောက်ကြောက်နဲ့နဲ့နဲ့ကိုလှမ်းပေးလဲရတယ်။နဲ့ကိုစမ်းမုံရင်ကျွန်တော်ကိုကောက်ဖို့အတွက်မျက်ရည်ပြနေတော့အလောင်းကောင်းကြီးကိုကြည့်ရင်ကျွန်တော်မှဒူးမြတော်တဆက်ဆက်တုံလေးရရှိတယ်။ဟေးဘိုးသားဘာလုပ်နေရလဲကတော့လေကွာ။သူရဲ့မိန်တိုင်းကျွန်တော်လက်ကိုမြောက်ပြီးတော့ကလေးတွေအိမ်နေတဲ့လူတွေရဲ့မျက်နှာပေါ်ကိုကျွန်တော်ရဲ့ခြေတော်ဆုံးကတစ်ဖက်ဖက်ကြောက်ရောက်နေပါတယ်။သူတို့နိုးလောင်လို့တင်မရွေးပြီး တန်နေခြင်းဖြစ်တဲ့တော်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 မနှိုးကြတုတ်တုတ်မှတော့မလှုပ်ကြတဆောင်လုံးနှဲတန်လွမ်းနေတော့လေဘယ်သူကမှမနှိုးကြဘာတွေဖြစ်နေကြတယ်မသိကျွန်တော်မှတော့စမပြက်ကနေရပါတယ်အာငါတော့ဒုက္ခပဲဒီတိုင်းသာဆိုရင်ဒီအတူပါအောင်ကြီးနဲ့ငါကကကကြိုးတန်တော့တာနဲ့အလောင်းကောင်ကြီးကကျွန်တော်ကိုတတိပေးပြီးတော့စက်ကခိုင်းပါတယ်နှဲကိုလည်းမနာနဲ့ဆက်ပြီးတော့မှုတ်တယ် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ဒီတိုင်းဆက်နေလို့မဖြစ်သေဖို့သာရှိတော့တယ်ဘယ်ကောင်ဝင်မှလည်းအကူကြီးတောင်းလို့မရနှုတ်လို့မရထွက်ပြေးမှလွတ်နိုင်ခြင်းရှိတယ်ထွက်ပြေးရင်တော့စိတ်ကိုယတိပြက်ဆုံးဖြတ်လိုက်ပါတယ်အခွင့်အရေးရတာနဲ့စိတ်ထားတဲ့တကားကိုနောက်ခြေတော်နဲ့စောင့်ကန်ဖွင့်လိုက်ပြီးတကားပွင့်သွားတာနဲ့ကျွန်တော်ကတကြိုးတည်းခုံဆင်းပြီးပြေးပါတယ်ဟေးဟေးဖိုးတော်မပြေးနဲ့လေကွာ အလောင်းကောင်ကြီးကလည်းကျွန်တော်ရဲ့နောက်ကတပီပီနဲ့နှဲ့ကိုအစမပြတ်မုံရင်ပြေးလိုက်လာနေပါတယ်လေကွင်းကိုဖျက်ရိုးပြက်ကိုကြော့လို့အကြောက်ကံပြေးလာသဖြင့်ကျွန်တော်ရဲ့ခြေတော်အဆုံးတို့မှာရွှေနေဘွက်တွေကပေးကြံကုန်ပါတယ်ကြောက်စိတ်ကြောင့်ကျွန်တော်မှမောဟပန်းအမှန်တော့တတိမထာမိနိုင် အနောက်ကလောင်းကောင်ကြီးမလေးရွှေနေဘွက်တွေကိုတပုတ်ပွက်နင်းနဲ့ဖျက်ကျော်လာပြီးနှဲကိုတပီပီမုံရင်နဲ့ကျွန်တော်ရဲ့နောက်ကထက်ကြမကွာပြေးလိုက်လာတယ် အဲ့ဒီမှာကျွန်တော်ရဲ့အုံနောက်ထင်းအတိတ်တခုဝင်လာခဲ့တယ်။မြို့တော်ကျောင်းဆရာတော်ဖျားကြီးတင် जा ပြီးတဲ့အန်ဒီယကင်းကာရာတော်ကိုတတိယလိုက်ပါတယ်။ဒီနောက်ကျွန်တော်ကပုံတော်မီတိတိတိတ်တူတံမောမီတိတိတိတ်တူတန်ခေါမီတိတိတိတ်တူမာတာပိတုအာစရိယောမီတိတိတိတ်တူစတဲ့အန်ဒီယကင်းကာရာတော်ကိုနှုတ်ကနေအချင်းချင်းဖန်ဖန်ရွှေ့ဆိုလိုက်မိတယ်။အတန်ကြာတော့မှကျွန်တော်ဟောခြေကုန်ပြေးလွှားရွှေ့ဆိုနေရမှာ အနောက်ဘက်အလောင်းကောင်းကြီးရှိရကိုလက်ကြည့်လိုက်တဲ့အခါမှာတော့အလောင်းကောင်းကြီးမှာ အဝေးမှာပြက်ပြီးတော့ကြံငယ်ကြောင်းမြင်တွေ့လဲရပါတယ်ကျွန်တော်ရဲ့ရှေ့မှာတော့တစ်ပင်ကြီးကြီးတစ်ပင်နဲ့နတ်စင်လို့ထင်ရတဲ့အုံစင်တစ်စင်ကိုဝိုးတော်ဝမြင်တွေ့လဲရတယ်ကျွန်တော်ဝမ်းသာသွားတယ်အနည်းကိုရောက်တော့မှတေချာကြည့်လိုက်တဲ့အခါမှာရောတော်ရှင်နတ်စင်နဲ့ညောင်ပင်ကြီးတစ်ပင်ဖြစ်နေပါတယ်ကျွန်တော်ရဲ့ပဇံပါလေးရေကစိုးနာမည်ကြီးကို၎င်းရောတော်ရှင်ကို၎င်းကဲမဆောင်းလျှောက်ပါရန်ရှ िख ိုးဥတိုက်ပြီးတော့ မက်စင်ရဲ့အော့အိုပေါင်းဘေးတွင်ငုံရှိုးဝင်ပြီးတော့ပုံခိုနေလဲရတယ်။ကျွန်တော်ကအနောက်ဘက်လက်ကွင်းပြင်ကိုအာတဘလောင်ကောင်းကြီးလိုက်လာမလားကိုအိုပေါင်းတွင်မှချောင်းမြောင်ကြည့်ရှုလိုက်တဲ့အခါမှာတော့မတွေ့တော့လိုက်မလားတော့ထို့စင်မှာလင်းကျက်တွင်တန်ကို ကျွန်တော်ကြားလဲရပါတယ်။မနက်ထိန်ထိန်လင်းပြီ။ကျွန်တော်ကနက်စင်အောက်ကနေဘေဘီဝေယံအနှံပြားကိုကြည့်တော့လေလူသူဆိုလို့ တူတရားမှမမြင်အလောင်းကောင်းကြီးတနည်းအားကဆုံးပြီးတော့ကျွန်တော်ကိုမြင်သွားမှာကိုလေဆိုရင်ပါတယ်ထို့ကြောင့်မကျွန်တော်ရဲ့နားလေးကိုအတံပလန်များရောက်လာတယ်ခင်များတို့ခေါင်းဆောင်နေစရာကဘလုံးလောက်တာတော့မြချက်စုအာသူပါအခုပဲချတော့မယ်အချိန်မရှိတော့ဘူးနော်နေစရာမတွေ့ရင်စီယံဝင်အကုန်ပြန်ယုံရမှာနော်ရွာလူကြီးကိုဘဆောင်ရဲ့အတံဖြစ်ပါတယ်ဒေါသထွက်နေတဲ့ဖြင့်လေးတန်းကခက်ထန်ထန်မကြောကြောရှိတယ် ညာကဝိုင်းသိမ့်ပြီးကျွန်တော်တို့နဲ့အတူအိတ်နေကြတာပါကြီးမောင်ဒီအောင်ဖို့ရဲ့အတန်ဖြစ်ပါတယ်အတန်ပလန်မြောင်းတဖြည်းဖြည်းနဲ့ဤကလာနေပြီဟေးဟိုနတ်စင်အောင်မလူတယောက်မလားဟာနေစရာကိုဖို့တာပါလားသူတို့ကျွန်တော်ကိုတွေ့သွားကြပြီကျွန်တော်နတ်စင်အောင်ဥပောင်းလေးကနေထွက်လိုက်တယ်ဟာဘယ်လိုဖြစ်တာတော့ကိုဖို့တာရအာသူဘချတော့မှာဗျရွှေလူကြီးကိုဘဆောင်က ဒေါသလေးသာနဲ့မေးလိုက်တယ်။ကျွန်တော်ကညကကြုံတွေ့ခဲ့တဲ့ဖြစ်ပျက်ကိုပြောပြပြီးမလိုက်နိုင်တော့ကြညင်လိုက်ပါတယ်။ခမရဒီလိုလုပ်လို့တော့ဘယ်ရလဲမတော့မြ။အလုတ်ကိုပြတ်အောင်လုပ်မှာပေါ့။ဒါကလေးကစားနေတာမဟုတ်ဘူး။အတုပါဗျအတုပါ။တကြီးကိုပါဆောင်ဒေါသထွန်နေပါတယ်။အတုပါအမှန်တိပါဗျာ။တိတမတိတ်ကိုတိတိမဲကျုပ်တညာလုံးမအေ့ရသေးဘူးဗျ။အတုပါကိုချက်စု ိုချက်စုအတုပကျုပ်ကိုဘလောက်ဒုက္ခပေးတယ်ဆိုတာကံများတော့မှမသိတာဗျာဟောဒီမှာကြည့်ကိုချက်စုလိုက်လို့ပြေးခဲ့ရတာခြေတော့ကရွှင့်နေတော့မချောက်သေးဘူးအဲ့လိုပြောပြီးတော့ကျွန်တော်ကခြေတော့နှစ်ဖက်ကိုသူတို့မြင်တော့ပြလိုက်တယ်ဟာမဟုတ်သေးပါဘူးဗျာအဲ့ချင်းမုဒုနဲ့ရောင်နာဖြစ်ပါလိမ့်မယ်ကဘုဒ္ဓဟိုမှာကိုချက်စုလောင်းကြီးကအခေါင်းနဲ့တော့မထည့်ရသေးဘူးခံများလာမှထည့်ကြမှာလေဗျာမလုပ်ပါနဲ့ဗျာ ရှင်ကြီးခိုးပြီးတောင်းမှတ်ပါတယ်။စည်ရန်ပြန်ရောဆိုရင်ရောပါမယ်ဗျာ။ကြို့တော့မလိုက်ပြရသေးနဲ့ဗျာ။ကျွန်တော်အားလုံးကိုလောက်ချီပြီးတော့တောင်းပန်လိုက်တယ်။ခမည်းမရှိတော့မဖြစ်ဘူးကိုဖို့သား။ဝိုင်းကမစီဘူးလေဗျာ။ကြို့တို့တွေရှိပါတယ်ဗျာ။ဘာမှမကြောက်နဲ့။ကြို့တောင်းဝင်ယူတယ်ဟုတ်လား။ကန်ကန်ကန်လာစမ်းပါဗျာ။ကျော်လူကြီးကိုဘဆောင်အတင်းဆွဲခေါ်တဲ့ဖြင့်ကျွန်တော်မှရက်ကန်ရက်ကန်နဲ့ပါလာခဲ့ရတယ်။ဒီလိုနဲ့အာတုဘာထာယာအဆောင်ကိုရောက်ရှိလာခဲ့ကြပြီ။ ကိုဖို့တာခမရနဲ့ရောကိုဘဆောင်ကမေးတယ်ကျွန်တော်နဲ့ကိုချက်စုစီမှာဟာဒီလိုမဟုတ်တန်းတရားတွေပြောရမယ်ကျုပ်ဟုတ်တာပြောနေတာကိုဘဆောင်ဟိုမှာကြည့်ကျွန်တော်နဲ့ကိုချက်စုရဲ့လောင်းပေးမှာကျွန်တော်ရဲ့နှဲကိုတွေ့လဲကြရတယ်တွေ့တယ်မလားမယုံရင်ကိုချက်စုရဲ့ခြေတော်ကိုကြည့်လိုက်ပါဦးဟာဘလို့ဘလို့ဘလို့အမေရိတမရလွှန့်တော်ပါတယ် တို့အားလုံးလည်းထိတ်လန့်အံ့ဩသွားကြပုံရတယ်။မြင့်တက်မီလီရဲ့အာဒီဘွားလောင်းကောင်ကြီးကိုစိုက်ကျင်နေကြတယ်။ခမည်းတော်ကိုကြုံညာမပြောပါဘူးဗျာ။တညာလုံးကြုံဘလောက်ဒုက္ခရောက်တယ်ဆိုတာယုံမိမလားဗျ။မှန်ပါတယ်။ကျွန်တော်ရဲ့စကားကိုတို့အားလုံးလက်ခံသွားပုံရတယ်။အဲဘဲကြောင့်ဆိုတော့အလောင်းကောင်ကြီးကိုချက်စုရဲ့ခြေတော်နှစ်ဖက်မှာ ရှင်စည်းများပေးကြံနေတော့ကြောင့်ပါ။မတ်ချဘဘဥပဒေခေါ် နေစရာကြီးဥဖိုးသားရဲ့ငယ်စဉ်ကနေသမားဘဝမှာတကယ်ဖြစ်ရဆန်းကြုံတွေ့ရပုံကိုပြောပြသဖြင့်ကြည့်ရှုသုံးသပ်နိုင်ရန်အတွက်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။စာရေးသူဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းခြင်းဖြစ်ရမန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါသည်။အဆုံးထိလိုက်ပါအပိနာစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါသည်။စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ်ငြိမ်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်ချက်နေပြီးကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝဆန်းကျင်တရည်ရင်ဖို့ပါရလောကကံပြရရမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေစဉ်မပြတ် ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ